ရွေးကောက်ပွဲကိုဆက်ဆက်တိမခံနေတဲ့ဘတ်ဂျက်တဲ့အခြေအနေနဲ့တချက်ကိုရင်၃ချက်ပြတ်မယ်ကျွန်တော်တို့ရဲ့ပြကွင်းပြမှတ်တွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းရှင်းပြတာလေဒီဘက်မှာတော့စစ်သတင်းတွေနဲ့စီးရင်ဆိုင်ရာအခြေအနေအရက်တက်ကိုကျွန်တော်တို့ဆွေးနွေးကြမယ်ဒီညာချမ်းဟာတောင်ကြီးမှာလက်ဆောင်နိုင်ပွဲတော်ကြီးကျင်းပနေတဲ့ညတချို့တွေပြောနေတဲ့ညပေါ့ဗျာ ဆိုင်ဆိုင်ခန်းလိုက်ကတောင်ကြီးกว่าတောင်ကြီးกว่าလို့ဟော်ဟိတ်နေချိန်မှာမဟုတ်သူမဟုတ်သားတွေမျက်ရည်ဖြန်ဖြန်ကြာပြီးစစ်တပ်ရဲ့အနိုင်ကျင့်မှုကိုခံရတော့မလားဆိုတဲ့စိုးရင်ချမ်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မဟုတ်ဘူးကမဟုတ်ဘက်ကဖားနဲ့ MDY PDF အစရှိတဲ့တပ်တွေကမဟုတ်ကူကာဝယ်မယ်ဆိုပြီးအန်ချစ်ပြီးရှိသည်မြင်မိတဲ့အလုံးစုစည်းနေတဲ့အချိန် ဒီအချိန်မှာရှမ်းမြောက်ကမြို့တွေကိုပြန်လဲသိမ့်ပိုက်နိုင်ကြတယ်လို့စစ်တပ်ကမော်ကြွားနေတယ်။သို့တော်စီရင်အတာစီးနဲ့သိမ့်ပိုက်နိုင်တဲ့မြို့မရှိတလို့ပါ။တရုတ်ရဲ့အပြင်ဖိအားအပြင်ဖိအားပေါင်းစုံနဲ့သာတန်တမန်ရတရုတ်ကပြန်ပေးဆိုလို့ပေးလိုက်ရတယ်။အချိန်ကြီးမျိုးနဲ့နောက်ကျောင်းမဲတီဘောတို့သာတနတ်တန်ခက်ဆက်ဆိတ်ထွက်ခဲ့ပြီးတော့ လာရှိုးနဲ့မိုးကုတ်မိုးမိကူတော့တရုတ်ကိုဖင်ကုန်းဥချပြီးရလာတဲ့တတမန်အကျိုးမြတ်တွေကိုစစ်တပ်ဟာမော်ကြွားနေတာတကယ်စီရေးမှာမြေပြင်စီရေးမှာဖတ်ဆက်တဲ့လလမထူတာတရားရခိုင်လုံးချိန်နေတိုးတော် drone ပြည်သူစစ်တွေလင်းမြန်တဲ့ဘုံချဲတာပြီး drone နဲ့ထောက်လန်းတာပြီးကြောက် တော်လိုင်းတက်တွေရဲ့အောင်မွေးကိုတိတိကျကျမရှိနေတာမသိနေတာတကြောင်။နောက်တစ်ကြောင်ကဒီနောက်ပိုင်းမှာစစ်စင်ကြီးအောင်ပွဲသတင်းနဲ့ပတ်သက်ပြီးကြီးမားတဲ့သတင်းတွေကိုမထုတ်ပြန်ပဲရှုတ်ဝဲထားတဲ့အချိန်တည်းကကိုရှိနေတာတကြောင်ကြောင်။တချို့ကိစ္စတွေမှာပြည်သူလူထုကစိတ်ပြတ်အောင်စိတ်ပြတ်ပါလိမ့်မယ်။နော်။နောက်တစ်ချက်က ကြောင်မဲတီပေါ်နောင်ချူဒါတွေကိုပြန်ထိန်းချုပ်နိုင်တဲ့အတွက်အစ်တာမန္တလေးလောက်ရှိပြည်တော်စုလမ်းမကြီးကိုထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးလို့မှတ်လို့ရတယ်။ရှမ်းမြောက်နဲ့မန္တလေးတိုင်းဆက်သွယ်ထားတဲ့အရေးပါတဲ့လမ်းကြောင်းတွေစစ်တပ်လက်အောက်ကိုပြန်ရောက်ခဲ့တယ်လို့ပြောလို့ရတယ်။ဘုကုတ်မိုးမိတ်ကိုမရမချင်းတော့ရှမ်းမြောက်မန္တလေးလမ်းကိုတော့အပြည့်မသုံးနိုင်ဘူး။သို့တော်ကျွန်တော်ဟိုးရင်လေးကပြောခဲ့တယ်လို့ တရုတ်ဈေးရောက်မှုအတွက်တရုတ်ဈေးကွက်ကုန်ပစ္စည်းဝင်မှုအတွက်လာရှိုးမန္တလေးမူဆယ်လမ်းမကြီးပြည်တော်စုလမ်းမကြီးရှောက်ဖွင့်လိုက်မယ်လို့ကျွန်တော်ပြောပြီးသားနော်အဲ့တော့ဒီအချိန်မှာခက်ရှင်းရှင်းပြောမယ်တော်လိုင်းကြီးကိုမင်းအောင်လာရက်တန့်နိုင်စွာမရှိတော့ဒါရှော ရွေးကောက်ပွဲလုပ်ဖို့ကြားခံနေတာအဲရွေးကောက်ပွဲကလည်းဟိုဘက်ချန်နယ်မှာကျွန်တော်ပြောထားသလိုပဲသူ့အတွက်လောင်းကြီးကြီးတယ်အပေးယူကြီးကြီးမားမားရှိနေတယ်ဆက်ဆက်တိမခံဖြစ်နေတယ်မိုက်ကြီးတို့ကိုရေးယူပြတာကြီးဘာမှလည်းမရေးဘူးဘာမှလည်းရွေးကောက်ပွဲဆိုတဲ့စကလုံးတစ်လုံးမှမပါပဲဒီသူတို့ကြားတဲ့ကိုအကြောက်တရားပတ်ဝန်းကျင်လုပ်ဖြစ်တာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖက်စစ်တာဆက်ဆက်တိမခံဖြစ်နေအဲ့တော့ DNA အပြစ်မရက်ခင်မှာ MND ကအရင်ရက်ခဲ့တာတော်လိုင်းအားနေသွားလို့လား ။အုတ်တီအန်အန်လေးရက်တယ်။မိုးကုတ်မိုးမိတ်ကိုလက်လွတ်မယ်ပြောတယ်။တော်လိုင်းကြီးကအားနေသွားလို့လား။အခုမိုးကုတ်ပိုတော်သွေးစီညွတ်သွားသေးတယ်။မိုးကုတ်ပြူကမိုးကုတ်ပကဖတတ်သားအရင်ဒီရဲဘော်တွေအနားယူလာတဲ့ရဲဘော်တွေပြန်ခေါ်နေပြီးအင်အားစုစည်းနေပြီ။ MDY PDF နဲ့တရင်ပေါင်းမြောင်များစွာအဆောင်ရှိတဲ့တပ်ပြီးမိုးကုတ်ကကာဝယ်ဖို့စီစီနုံးနဲ့ပြင်ဆင်နေကြပြီဗျာ။ ဒါကျွန်တော်တော်လိုက်အားနေသွားတယ်ကိုဘသူကယူစားရှမ်းမြောက်တာတော်လိုက်ရေးပါလိအဓိကအရေးပါတဲ့အစိတ်ပိုင်းမဟုတ်ဘူးအာနာဘဟုချက်တော်လန်ဝင်ယူဟာစကိုင်းမကွေချင်းရခိုင်ရှင်းတယ်နော်ရှမ်းမြောက်ကတရုတ်ဝင်ပေါင်းတစ်ခုပဲရှိရရခိုင်မှာကြောက်ဖြူရှိတယ်ကြောက်ဖြူပါလိတော်လိုက်ရေးတစုံလုံးပြောင်းလဲသွားနိုင်တဲ့အဖြေတစ်ခုလောက်နီနီ အရေးပါတယ်နဖိုးကြီးကတံငွေပိုင်လိုက်ဟာလေမပြောတော့နော်အဲ့တော့တော်လိုင်းရဲ့ဝင်ရိုးနဲ့အာနာပူချစကိုင်းမခွေကျွန်ခဏခဏပေါ်အဲ့တော့ဒီနေရာမှာတော်လိုင်းကြီးနဲ့ပတ်သက်ပြီးအလားအလာတွေကိုသုံးသပ်ရှိတဲ့အခါမှာအနည်းဆုံးတရုတ်ပြည်တော်လိုင်းကြီးကိုကြည့်အောင်တရုတ်တရုတ်ချန်ကေရှိကူစစ်ရှုံးလို့မော်စီတုံးဟာတရုတ်မြောက်ပိုင်းကနေတောင်ပိုင်းကိုရပ်ပေါင်း 368ရဲ့လမ်းလျှောက်ပြန်ဆုတ်ခဲ့ရဘူးလေ။နောက်ဆုံးတော့ချန်ကေရှိတ်အစိုးရကိုမော်စီတုံးနိုင်ခဲ့တယ်။ထိုင်ဝမ်ကိုမောင်းထုတ်နိုင်ခဲ့တယ်။မတည်။ဆီးရီးယားပြည်တွင်းစစ်ကိုကြည့်အောင်တော်လှန်ရေးပေါ့။2017ကနေ2016ကြည့်။ဆီးရီးယားခရိုင်14ခုရှိရတဲ့ကခရိုင်12ခုကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်ခဲ့နိုင်တယ်။တော်ဆက်ခုမှာအဲ့ဒီသိမ်းပိုက်ထားတဲ့ခရိုင်12ခုတွေကခရိုင်10ခုကို ပြန်ပေးလိုက်ရတယ်2024ခုစီးရီးယားဟာတော်လိုင်းတက်ပြီးအောင်ဝဲခံနေအောင်ဝဲကိုရခဲ့တယ်ဒီလိုပဲစကမာကရှမ်းဘက်ကမြို့တွေကိုသိမ့်ပိုင်နိုင်နေသိမ့်ပိုင်နိုင်နေဆိုပြီးတော့ဂုံစာနေပြီမဲ့စီရီးယားဒိုးစစ်စင်တိုက်ခိုက်သိမ့်ပိုင်ပြီးသိမ့်ပိုင်နိုင်တာမဟုတ်ဘူးတရုတ်ဖင်ခံပြီးရနေတာလို့ပဲပြောကြင်တာကတော့ပဲရှမ်းမြောက်ကလက်ရှိသိမ့်ပိုက်တာတဲ့အဖွဲ့တွေကိုကြည့်မယ်ဆိုရင်လေဝအမန်ဒီ TNL လေး အစရှိတဲ့အဖွဲ့တွေကတရုတ်ကိုလုံဆင်လို့မရနေတဲ့အခင်းချင်းတွေသူတို့ရင်ဆိုင်နေရတယ်ဒီချက်ကတော့မင်းအောင်လိုက်တော့အားတာချက်တစ်ခုဖြစ်သွားပြီရှမ်းမြောက်ကတိမ့်ပိုက်ထားတဲ့မြို့တွေကိုတရုတ်အားကုန်နဲ့ပြန်ရတာကိုမသိရင်သူကအရေးချင်းရှိလို့ရတယ်စစ်တိုက်နိုင်လို့ရတယ်လို့သူ့ လူတွေနဲ့ပြည်သူတွေကိုဝါရဖြန့်နေတာအဲ့ဒီဝါရဖြန့်တဲ့အောက်မှာကျွန်တော်တို့မျောမသွားဘူးလို့တာတခုပဲနောက်ကျတော့မေးတီဘောတို့ကိုပြန်ထိတ်ချုပ်နိုင်ခဲ့တဲ့အတွက်ရှမ်းမြောင်နဲ့မန္တလေးတိုင်းကတော့လည်းတက်တွေကိုဂျားကားနေပြီအဆက်ဖြတ်နိုင်ပြီဒါကျွန်တော်တို့သိဘူးသိထားရအဲ့တော့မိုးကုတ်နဲ့မိုးမိတ်ကိုတရန်တလေးကပြန်ပေးမယ်လို့ပြောနေတော့မှပဲဘယ်လမ်းကြောင်းကဝင်လာမှလဲဆိုတဲ့ကိစ္စကိုလည်း ကျွန်တော်တို့မသိပြင်မဲ့အောက်ကတက်ပြီးအကုန်ပြေးနေပြီဒီနေ့ DNL 2000စုပ်သွားတဲ့ PDF 6000ကခံစစ်ကြီးပြင်ပြီးတော့မိုးကုတ်ကိုကာဝယ်ဖို့လုံနေတယ်ဆိုတဲ့သတင်းတွေလည်းကြားနေရတယ်အတီတော့ပြုလို့မရသေးဘူးဓာတ်တူမှလည်းဗစ်စတဲ့ရဲ့စစ်ကစားမှုကမြင်နေရတယ်မရယာဘက်ကိုဖိတိုက်စစ်ကြောင်းနဲ့ကြောင်းတိုးပြီး MBY PDF ကိုပြားပေးနေတယ်ဆယ်တော်ကြီးနဲ့အင်ဂျင်နီယာလေကြောင်းကာကွယ်ရေးတပ်ကိုပြင်ရဖို့စစ်တပ်ကပြန်ပြီး ဖိုးစစ်ဆင်နေတယ်။နောင်ချိုဘက်ကတီအန်လီစုပ်သွားတယ်နောင်ချိုဒီဘောဘက်ကစစ်ကြောင်းတစ်ချောင်းဆင်းလာလို့မရီယာဘက်ကဖိုးလာတယ်စစ်ကြောင်းတစ်ချောင်းကြည့်စစ်ကြောင်းနှစ်ချောင်းညက်တိုင်းတရာယူဒီရောက်နေတယ်လို့သိရပြီးတော့အုတ်ဖို့ရွာတက်နာဆယ်ရိုဒီအထက်ကကန်တွင်းကံဝင်းထက်ကနေအောက်ကိုဆင်းလာပြီးနောင်ချိုနယ်ကနေတဆင်မရီယာကိုစစ်ကြောင်းဖိုးနေတယ်လို့သိရတယ် ရယာဘကထိုးတဲ့စစ်ကြောင်းကလည်းတလိုင်းတက်ပြီးတနစ်ကျော်ထိ ंछ ုပ်ထားတဲ့တငါကြီးွာတဝိုက်ကိုပြန်သိမ်းပြီးရှစ်ဆက်တုံးမှုအာယူနေလို့သိရတယ်။ဒရာဂူမီရောမြောက်ကရောက်လာပြီပေါ့ဗျာ။အဲတော့တစင်နဲ့ဆက်ကွန်စစ်စင်ရေးမှာမရယာမြို့နေမရယာမြို့နေတွေကဖက်စစ်တက်ဖက်စစ်တက်ကိုစီရအရေးပါတဲ့စခန်း၄၀မရယာမြို့အရှိအရှိမြောက်မြောက်ဘက်ဒေသတွေမှာရှိရဲ့ မြို့ကိုပတ်ပတ်လေဝိုင်းယူပြီးမြို့ကိုတင်နိုင်ခဲ့။နေချောင်းအာကိုတရုတ်အာကိုနဲ့ဒါဒီနေရာရီယာဥစ္စာတွေကိုပြန်ရနေတာမြေပြင်မှာဖက်စစ်တဲ့ခွက်ခွက်လံအောင်ရှုံးနေရမှုတော့မင်းတို့မရဘူး။အဲ့တော့ MBY PDF ဥဆောင်တဲ့ဒေါ်လေးတက်တွေဟာမရယာအရှိန်ကျမ်းမှာရှိတဲ့အင်းကြီးမြိုင်နေချောင်းကပေါ်ကြီးတက်စကန်ဆယ်တော်ကြီးတက်စကန်ဖျောင်းတောင်တက်ထုတွင်ရွှေလုတ်ကွက်တွေနဲ့အေဖာပီရမီစက်ယုံကြီးထိန်းချုပ်ထားခဲ့တာ ဲ့တော့ဒီနှစ်လယ်ပိုင်းမှာဖက်စစ်တပ်ပြန်လဲထုံးစစ်စီပြီး Alpha ကိုပြန်ယူသွားတယ်။ဖျောင်းတော်ရွှေလုတ်ကွက်တွေအပါအဝင်ရွာတဘုံများကနေတော်တိုင်းတက်ရဆုတ်ခဲ့ရတယ်။လေနေနဲ့ပြစ်တယ် drone တွေနဲ့ပြစ်တယ်။ကျေးရွာအများအပြားထွက်ပြေးနေရတယ်။ရှမ်းမန်စစ်စင်ရင်းနဲ့ဆင်နွှဲခဲ့တဲ့နေရာတွေပေါ့ဗျာ။လာရှုံးနဲ့မိုးကုတ်မိုးမိတ်နောက်ထိုးတီဘောတို့ကိုတရုတ်အားကုန်းနဲ့ပြန်ယူ ် MNDA DNL ကအပြစ်ခတ်ရတာကိုအခွင့်ကောင်းယူပြီးလုပ်နေတယ်ဆိုတဲ့အခြေအနေဒါကိုမြင်ကြရပါလိမ့်မယ်ဒါကိုမြင်ဘာဆက်လို့ရမလဲတွေးရရပါလိမ့်မယ်ကျွန်တော်တို့ပြောတာတက်ညီငါတော်လည်းတက်တွေကပို့ပြီးတော့နားလေလိမ့်မယ်လို့ယူဆပါဒီလိုဖြစ်နေတော့မှာပဲရွှေဘူးရွှေဘူးဆိုတာကမုတ်ဆိုးဘူးเนาะငါမြင်ရပြီးရွှေဘူးလေဗျ အောက်တိုဘာ27ရက်နေ့26ရက်နေ့အထိမှာရွှေဘိုစစ်ကြောင်းထိုးတယ်။အရာတော်တလဲပါတဝိုက်အဲ့ဒီစစ်ကြောင်းဟာအရာတော်နဲ့တလဲပါကထွက်လာပြီးအဲ့အဲ့တလဲပါဒီစိုးဒီရွာဖက်စစ်တက်အင်အားတညာစကိုင်းတိုင်းဝက်လက်ကြောက်ကုန်းရောက်ဝင်စီးတယ်ရွာကပစ္စည်းတွေခိုးနေတယ်အဲ့ချိန်မှာပလိုင်းတက်ကဝင်တက် ီရတဲ့ပြည်သူ၄ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ဖက်ရှစ်တပ်ကမတာပေါ်တာလေအများအပြား16កောင်နဲ့အကောင်30မှာငါတရားမှာ16កောင်သိတယ်အကောင်30တန်ရာရအိုနာဂျိုးကန်းဆိုတော့90လောက်ကျန်တဲ့90ကခွေပြီးပြရတာဒါရင်းနဲ့ပတ်သက်ပြီး ရွှေဘုံတရင်တင့်နေလေးဝက်လက်မျိုးနဲ့ပကဖရွှေဘုံတိုက်နေပကဖ9000ကျော်အဖွဲ့နေရွှေဘုံခရိုင်ဒုံအဖွဲ့ကြီးကံမရွာဒုံဖွင့်နေတပေါင်းစုတိုက်ခိုက်ခဲ့တယ်ဝက်လက်ဂျာပြတ်တိုက်ခိုက်မှုဟာအောင်မြင်ခဲ့တယ်မြင်ရမှာရောချင်တာကတော့စီရင်နိုင်ငံရေးအချက်အသေးတွေနဲ့2025ရဲ့တော်လည်ရွေးဝင်မှာတော့ ပြင်းပြင်းထန်ထန်ခိုင်ခိုင်မာမာဆောင်ရွက်ရမယ့်နေရာစခိုင်းမကွေးဝင်းချင်းဖြစ်ပါအာကတတော်ဤကတော့မကွေးတိုင်းတဲ့ကိုထိုးဝင်လာသူအေယာဝတီလေးမျက်နှာကိုလည်းစစ်ပွင့်လာတယ်ကပ္ပစာ16နာကိုလည်းရှောက်တယ်ရှမ်းမြောက်စီကြီးကတော့တေဟုအာကူနဲ့ဖစ်တဲ့အတာကြီးရနေတယ်လို့ထင်ရပေမဲ့အဲ့လောက်တော့ရွယ်မနေပါဘူး ဒီတော်လန်ရေးကိုမင်းအောင်လိုင်းရက်တက်နိုင်မယ်ဆိုရင်ဒီတော်လန်ရေးကိုမင်းအောင်လိုင်းနိုင်အောင်တိုက်နိုင်မယ်ဆိုရင်ကျုံခံနေမယ်ရှင်းဒီတော်လန်ရေးကိုမင်းအောင်လိုင်းရက်တက်နိုင်စေအကြောင်းအချက်လက်ဒီနေ့ဒီတစ်ခုမှမတွေ့ဘူးဒီလောက်ဆိုရင်သဘောပေါက်ပါတယ်အားလုံးယေရှုတက